ဆိုတော့ EV ကားကအခုနဗိုလ်ချုပ်ကြီးအကြောင်းပြောလို့ဗိုလ်ချုပ်ကြီးကိုယ်တိုင်ထားခဲ့တဲ့ချချထားတဲ့ policy သူချထားတဲ့ policy သူချတဲ့ policy ကဂုဏ်ရည်သူမအောင်မြင်ဘူးဖြစ်နေတယ်။အင်းနဗိုလ်ချုပ်ကြီးသူ့အလို့သာပြန်ပြီးတော့သေချာဆန်းစစ်ကြည့်မယ်ဆိုရင်သူ့ကသူသာသူဆန်းစစ်ကြည့်ပြီးတော့ငါချတဲ့ policy အောင်မြင်လားငါကငါပြန်ကြည့်အောင်ဆိုပြီးတော့စစ်တမ်းစရာတွေစီးရင်စရာတွေဆွဲကောက်ကြည့်မယ်ဆိုသူမြင်ရလိမ့်မယ်။ EV policy မအောင်မြင်တော့သူမြင်ရလိမ့်မယ်။လုံးဝမအောင်မြင်နေဘူး။ဘာလို့မအောင်မြင်လဲဆိုတော့အဲ့ပေါ့မြို့နယ်မှာရိတ်ခါလိုအပ်နေတဲ့ရွာတွေကိုလည်းမပူပါနဲ့နော်။ခင်ဗျားတို့စီရိတ်ခါကိုအရောက်ပို့ပေးမှာပါဗျာနော်။ရိတ်ခါလည်းရောက်မှာပါနော်။ တော့မလောပါနဲ့လို့ပဲဥစဉ်ကတော့ပြောကြင်ပါလေပဲเนาะတော့ဖြစ်ချီတုံးလေးနဲ့ကြီးတောင်မှငါတို့ရိခာမရောက်ဖဲနဲ့ဒီလောက်ကိုတိခိုင်းကြီးမှစောင့်ပေးပါเนาะအင်းနန်းဘာကြောင့်မဖြတ်ထားလဲဘာကြောင့်မလာနိုင်နေတာလဲဆိုတာကိုလည်းမတိကျင်ပါနဲ့ဗျာเนาะဒါကလေဆေးကတော့မတိကျင်ဆေးတွေကတော့မတိတာပဲကောင်းပါတယ်เนาะ ားလုံးเนาะဒီနေ့ကတော့เนาะထုံးစံအတိုင်းပဲ video file ပိုင်းစာလေးတွေကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ပထမအဆုံးကြည့်ရမယ့် video file ကတော့เนาะခီတီရဲ့ video file ကိုအရင်ဆုံးနားထောင်ကြည့်ကြအောင်เนาะနားထောင်ကြည့်ကြအောင်ဖက်စကောင်စီရုံးဆိုင်ရာနေပြည်တော်က MRTV ဝန်တန်းမနှင်းရင်ဖြူဆိုတဲ့သူကိုဒေါက်ဆာစုကြည်အသက်80ပြည့်မွေးနေ့ဆုတောင်းမှုနဲ့ ပန်းသပိတ်မှာပါဝင်ခဲ့လို့ဆိုပြီးစစ်ကောင်စီကပြန်လဲဖမ်းဆီးလိုက်ပြန်တယ်လို့ MRTB ဝန်ထမ်းအတိုင်းဝိုင်းကပြောထားတယ်လို့စစ်ကောင်စီကလည်းထုတ်ပြန်ထားပါတယ်။ဒါကတော့ဇွန်လ19ရက်နေ့ကကြာရောက်တဲ့လူလူကောင်းဆောင်တော်ဆန်းစုကြည်ရဲ့သက်80ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်ပြည်တွင်းပြည်ပကပြည်သူတွေဟာစူတောင်းမှုတွေနဲ့ပန်းသပိတ်အဖြစ်ပြုလုပ်ရမှာစစ်ကောင်စီရုံးဆက်ရနေပြည်တော်မှာရှိတဲ့ MRTB ဝန်ထမ်းမနှင်းရင်ဖြူဆိုတဲ့သူပါပါဝင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီနေပြည်တော်က MRTB ဝန်ထမ်းမနှင်းရင်ဖြူဆိုတဲ့သူဟာ သူမရဲ့လူမှုကွန်ရက်မှာ Happy Birthday အမေစုသက်ရှိအနာမဲပါစေဘဝစတိုင်းချစ်တော်သူများနဲ့ကြွေကွင်းရခြင်းဒုက္ခမှဝေးပါစေသူတော်ကောင်းများနဲ့သာဆုံတွေ့ပါစေဆိုတဲ့ဆုတောင်းစကားကိုရေးသားခဲ့ပြီးပန်းတပိတ်ပါဝင်မှုအဖြစ်ပန်းပန်ထားတဲ့ဓာတ်ပုံကိုလည်း posting ပြီးတော့မျှဝေခဲ့တယ်လို့သိရပါတယ်အဲဒီလိုဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့မှာပန်းတပိတ်ထဲပါဝင်လို့ဆိုပြီးစစ်တပ် lobby channel တွေကနေသူမကိုဖမ်းဆီးပေးဖို့ posting ပြီးတဲ့နောက်စစ်ကောင်စီကဇွန်လ22ရက်နေ့ညပိုင်းမှာ နေပြည်တော်က MRTB ဝန်တန်းမနှင်းရင်ဖြူဆိုတဲ့သူကိုဝန်တန်းအေရမှာပဲလာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ MRTB ဝန်တန်းအတိုင်းဝန်ကပြောထားတယ်လို့စစ်ကောင်စီရဲ့ဒီနေ့ထုတ်ဝါရဖြန့်တင်းစာမှာလည်း MRTB ဝန်တန်းမနှင်းရင်ဖြူဆိုသူကိုဖမ်းဆီးထားတဲ့အကြောင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။နော်နန်းကြီးတုတ်လီထဲမှာလည်းနော်အဲ့နန်း CDM ထဲမှာလည်းနော်အမေစုကိုချစ်တဲ့လူတွေအများကြီးရှိတယ်နော်ဖယဲတီးဆိုတာအလကားဖြစ်လာတာမဟုတ်ဘူး နော်သူတို့ကနော်ဇာဝနေရဲ့အတွက်အကြောင်းအမျိုးမျိုးကြောင့်နော် အာနာစင်စစ်အာနာစင်လက်အောင်မှာသူတို့အလုပ်လုပ်ပေးမယ်နော် အမေစုကိုချစ်တဲ့လူတွေအများကြီးပဲနော်ဖယဲတီးဆိုတာအလကားဖြစ်လာတာမဟုတ်ဘူးဒါကတော့ဝန်တာဆရာတတိမယ်ကျွန်တော်တို့အမေစုကိုထောက်ခံတဲ့အထက်မှာနော်ကြောက်ချီးပန်းပေးမယ်နော်သူကတော့တတိရှိရှိနော်အမေစုကိုဇူတောင်းပေးတာနောက်မှာတော့နော် ဘောမဂျိုဆိုးဦးရဲ့ဗီဒီယိုဖိုင်ကိုဆက်နားထောင်ကြည့်ကြအောင်နော်ဆက်နားထောင်ကြည့်ကြအောင်ဒုတိယတင်ဖို့ဆက်ပြီးတင်ပြပေးကြပါမယ်။ဒါကတော့ဒါကတော့ကျွန်တော်တို့ဒီနေပြီးတော့တက်ကုန်းမြို့နယ်မြမတန်နယ်ရုံမြင့်တကြားဝန်ထမ်းအရာကဝန်ထမ်းအမျိုးသမီးတယောက်ဝန်ထမ်းအမျိုးသမီးတယောက်ပန်းတစ်ပိတ်မှာပါဝင်လို့ကျွန်တော်တို့ဖန်ဆီးခံရတဲ့အခြေအနေတွေရှိပါတယ်။ ကျွန်တော်တို့ဒီသတင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ရှေ့မှာရှေ့မှာကျွန်တော်တို့နေ့စဉ်ကျွန်တော်တို့တင်ပြခဲ့ပါတယ်အဲ့တော့ထို့အတူပါပဲကျွန်တော်တို့ဒီနိုင်ငံတော်နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ MRTV ကလည်းထုတ်ပြန်တာပဲမြောက်ဒီကလည်းထုတ်ပြန်တာပဲပြီးရင်ကျွန်တော်တို့ဒီနိုင်ငံပိုင်ချင်းမုံမြမအလင်းကလည်းထုတ်ပြန်ပါတယ်ပြီးရင်ကျွန်တော်တို့ဒါ e-version နဲ့ထုတ်တဲ့သတင်းစာတွေမှာလည်းထုတ်ပြန်ပါတယ် ပြီးသွားရင်ကျွန်တော်တို့ဒါ Telegram နေ social media platform တွေကနေလည်းပဲကျွန်တော်တို့ထုတ်ပြန်နေရပါတယ်။ဒါ Telegram မှာလည်းကျွန်တော်တို့ထုတ်ပြန်ပါတယ်။ဒါဒီပန်းတပိတ်မှာ မပါဝင်ကြဖို့အတွက်တနည်းအားဖြင့်ဒီပန်းတပိတ်ဆိုတာတာမန်ကြည့်ရင်တော့တာမန်လို့ထင်ရတယ်။ခင်ဗျားတို့မေးပါပေါ့။ပန်းတပိတ်လို့တယ်ဘာထူးမှာလဲ။ဟုတ်တယ်မထူး။ထို့တော်လည်းပဲဒါကဘာထူးလဲဆိုတော့ဒီလိုပန်းတပိတ်လို့ဖို့အတွက်ကကာယကံရှင်ကပန်းတပိတ်လို့ပြပါလို့ပြောတာမဟုတ်ပါဘူး။ အမေစုကမပြောဘူးဒါပေမဲ့အမေစုကိုချစ်တဲ့လူတွေကလုပ်တာအဲ့ဒါကိုနော်စစ်ကောင်စီက success ကိုမှကြောက်လို့သူကဒါစီးတာနော်ပန်းတပိတောင်မှသူကရင်းနှဆိုင်ရဲဘူးအဲ့ဒီစခွီးမင်းအောင်ထိုင်ကဒီလက်ရှိဒီအချမ်းပတ်ကိုကျူးလွန်နေတဲ့အချမ်းပတ်တွေအချမ်းပတ်အုပ်စုတွေဒါအချမ်းပတ်ကိုကျူးလွန်အောင်နောက်ကနေပြီးတော့ဒီမြောက်ထိုးပစ်ကောလုပ်သူတွေပံ့ပိုးသူတွေ အကြမ်းဖက်အုပ်စုတွေကဒီရက်ဒီရက်မှာပန်းတပိတ်လုံးကြပါလို့သူတို့ကလှုပ်ဆော်တာအကြမ်းဖက်အကြမ်းဖက်နဲ့မင်းအောင်ဆိုင်ကအကြမ်းဖက်ပြည်သူတွေရဲ့မဲကိုနော်ပြည်သူတွေရဲ့မဲကိုမလေးမစားလုပ်ပြမှာအာနာတက်သိင်းတဲ့မင်းအောင်ဆိုင်ကပြည်သူကိုစောကားတဲ့အကြမ်းဖက်ခွေတာတမန်ကိစ္စမဟုတ်ဗျာ အကျမ်းပတ်အုပ်စုတွေကလှုပ်ဆော်တာတနည်းအားဖြင့်ကာကန်ရှင်ကတော့ဗျာအာကျွန်တော်မွေးနေ့အတွက်ဆူတောင်းပေးကြပါလှုပ်ပေးပါဒါပြဿနာမရှိဘူးကာကန်ရှင်ကအပြင်ဘက်ရောက်လာလို့ကာကန်ရှင်တောင်းဆိုပြဿနာမရှိဘူးဒါကဒီအကျမ်းပတ်အုပ်စုတွေကဒီပြည်တွင်းမှာမငြိမ်မသက်ဖြစ်အောင်အများကကျွန်တော်တို့ဒီအားနဲ့ပတ်သက်ပြီးတော့စစ်စမ်းမပြတ်လှုပ်ရှားနိုင်အောင်လှုပ်တာအဲ့ဒီမှာအချို့ဒီမန္တလေးမှာဆိုရင်လည်းပဲဒါဒီလှုပ်ရှားမှုတွေမှာပါဝင်တဲ့အချို့အချို့ကျွန်တော်တို့ထိန်းသိမ်းကြီးခံခဲ့ရတယ်အပြင်ကျွန်တော်အခြားသောနေရာမှာလည်းရှိတယ် အဲ့ဒါဒီနေ့မှာတော့ကျွန်တော်တို့အများကြီးတော့ကျွန်တော်မတွေ့ရဘူးမတွေ့ရဘူးအနည်းနည်းလေးပဲတွေ့ရတယ်နည်းနည်းလေးပဲကျွန်တော်လူကြီးတွေနဲ့ပါတယ်ကျွန်တော်တို့ဒီမန္တလေးဒေသကြီးမှာဆိုရင်ဒီမန္တလေးမြို့ပေါ်မှာဆိုရင်တော့ကျွန်တော်တယောက်လောက်ပဲတွေ့ရတယ်တယောက်နှစ်ယောက်ပေါ့ကျွန်တော်တလောက်ပဲတွေ့ရတယ်ရန်ကုန်မှာလည်းကျွန်တော်တို့မတွေ့ရဘူးမလို့ရှိနေတယောက်နှစ်ယောက်လောက်ရှိမယ်အဲ့တော့ထူးထူးခြားခြားအနေနဲ့ကျွန်တော်တို့ဒီနေပြည်တော်မှာထပ်တွေ့ရတာပေါ့ဗျာနေပြည်တော်မှာထပ်တွေ့ရတယ်နေပြည်တော်မှာထပ်တွေ့ရတဲ့အခါကျတော့လေကျွန်တော်တို့ညာဒီနိုင်ငံပိုင်မီဒီယာတွေကျွန်တော်ဒီ TV ကြည့်တဲ့အခါမှာဒီကျွန်တော်တို့ဒီဖုန်းကနေကျွန်တော်တို့ဒီတောက်လျှောက်ဖတ်တဲ့အခါမှာ တွေ့ရတာကျွန်တော်မျက်လုံးပြူပါတယ်ဘယ်ရလဲကွာကျွန်တော်ကြည့်လိုက်တယ်ဟာကြည့်လိုက်တော့ဟာဒီလိုဖြစ်နေတာကျွန်တော်အံ့ဩပါတယ်ဒါကြောင့်လဲဆိုတော့ဒါဒီအချိန်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တတိကတော့မသေးဘူးနော်တတိကတော့မသေးဘူးတို့နိုင်ငံမီဒီယာလည်းမီဒီယာတွေလည်းထုတ်ပြန်တယ်ပေးကျွန်တော်တို့ဒီ social platform တွေလည်းထုတ်ပြန်နေတောက်လျှောက်ဒီကိစ္စကိုမမြင်ကြတော့အကြောင်းမရှိပါဘူးအဲ့တော့သတင်းဖြစ်စဉ်ကိုတင်ပြပါမယ်ဇွန်လ21ရက်နေ့ကကျွန်တော်တို့ဒီနှင်းရင်ဖြူအဲ့တော့နှင်းရင်ဖြူရဲ့ Facebook အကောင့်ပိုင်ရှင်ဖြစ်တဲ့သူက နေပြီးတော့နေပြီးတော့ပြည်အောင်စုနေမြေတက်ကုန်းမြို့နယ်မြမအတန်နဲ့ရုံမြင်သားကြားဝန်းအိမ်ယာမှာနေတဲ့နှီးရီပြူခနှောင်း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 ကိုခုနှစ်ရက်အနှောင်းနှောင်းကိုည9နာရီမိနစ်50အချိန်မှာတဲ့တက်ဆိုင်ရာရဲစခန်းအသီးသီးမှာကျွန်တော်တရားဥပဒေနဲ့အညီဖန်စီထိန်သိမ်းအမှုဖွင့်အရေးယူခဲ့ပါတယ်လို့ဖော်ပြထားတွေ့ရပါတယ် အဲ့တော့ကျွန်တော်တို့ဒီမြမတန်နဲ့ရုပ်မြေတန်ကြောင်ကိုအိမ်ရမှာနေရဆိုတော့ကသူရဲ့ဒီဝန်ထမ်းမိသားစုတွေပဲနေလို့ရတာပါဝန်ထမ်းတွေပဲနေလို့ရတာပေါ့ဗျာဝန်ထမ်းတွေပဲနေလို့ရတဲ့နေရာပါအဲ့တော့ဒါအကြီးကြီးအဖြစ်ကျွန်တော်တို့ဒါမြမအတန်ရဲ့ဝန်ထမ်းပါဝန်ထမ်းဖန်ဆီးခံရတယ်လို့ကျွန်တော်တို့နားလည်ပါတယ်အဲ့တော့အဲ့မှာကနိုင်ငံတော်ကလည်းနေ့စဉ်များထုတ်ပြန်ထားတယ်ခင်ဗျားတို့လည်းတွေ့နေပါပါပထမဆုံးအပိုက်ဗျာသူကထုတ်ပြန်နှစ်ပိုက်အများဆုံးနှစ်ပိုက်ပဲထုတ်ပြန်တယ်အကြမ်းအုပ်စုဖြစ်သတ်မှတ်ထားတဲ့ CRPH NUG နဲ့ရင်းတို့ဤလက်ဝင်အဖွဲ့အစည်းများရင်းတို့နဲ့ဆက်ဆက်နေသောအဖွဲ့အစည်းများ လူပုဂ္ဂိုလ်များသည်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုဖျက်ပြားစေရန်အစိုးရရန်နေရာများဖျက်ပါဖျက်ပြားစေရန်ရည်ရွယ်လျက်လှုံ့ဆော်ခြင်းဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ်ကိုယ်တိုင်နဲ့အညီထျောက်စွာရည်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်ထို့သို့လှုံ့ဆော်သူဝါဒဖြန့်သူများဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ပါကြောင်းမိဘပြည်သူများအားသိရှိနိုင်အသိပေးထုတ်ပြပါသည်အဲဒီတရားနေ့စပါတယ် နေစီကိုပါတယ်ကြောက်ကြီးပါနိုင်ငံပိုင်မီဒီယာတွေကကြီးမုံပါလဲပါတယ်မြန်မာအလင်းပါပါတယ်နေစီကိုပါတယ်ပြီးရင်ကျွန်တော်တို့ဒီ Telegram တွေကလည်းတောင်းလျှောက်ထုတ်ပြန်ပြီးတယ် TikTok platform တွေတောင်းလျှောက်ထုတ်ပြန်ပြီးတယ်ဟုတ်ဒါကြီးကိုပြန်လုပ်တယ်ဆိုတော့ကျွန်တော်တို့ဒါတော်တော်လေးဆိုးတာပါဗျာဒါဟဲ့လားကျွန်တော်တို့ဒီဒီဒီမြန်မာတန်တဲ့ဒီရုပ်မြင်သံကြားဝန်ထမ်းအရာမနေနိုင်နဲ့နင်းနှင်းရင်ဖြူခနောက်နောက်ကိုတော့ဒါကျွန်တော်တို့ဒီတက်ဆိုင်ရနေမြေစကန်ကနေပြီးတော့ကျွန်တော်တို့ဒီထိမ့်သိမ်းထားတယ်လို့ကျွန်တော်နားလေရပါတယ်ဒါတော့ကျွန်တော်တို့ဒါပန်းတပိတ်မှာပေါင်ခဲ့တဲ့နေပြည်တော်အားနေရှာရှာပါပါပါဗျာอืม ဆက်ချပါပါအရသာလည်းမဟုတ်ဘူးအရသာလည်းမဟုတ်ဆက်ချပါပါဖြစ်စင်ပါဗျာအဲ့တော့နောက်ကျွန်တော်တို့ဒါမျိုးတွေမဖြစ်ကြဘူးပြောလင်းပါတယ်ကြောက်ကြီးပန်းနာအဲ့လောက်တော့ပန်းတပိကိုသူတို့ကကြောက်ကြတာโอเคဒီဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်ကြအောင်နော်အထက်လူကြီးမင်းများမင်္ဂလာပါရှင်ဒီငွေကြီးငွေကြီးကောက်တဲ့ကိစ္စတွေကို ဖြည့်ရှင်းပေးပါရှင်နော်ဖြည့်ရှင်းမှာဘာလို့ခုကျွန်မဒီလိုပြောရလဲဒီနေ့ပို့တွေတက်နေပြီအရင်တော့ကအရင်တော့ကဆိုလို့ထောက်ပံ့ကြေးရတယ်လေအဘလက်ထက်မှကြမှာလေဟို3000ပေးရတာလို့9000ပေးရတာ3300တသိန်းပေးရလို့တသိန်း8000လို့ပေးရတာလို့ ਨੇ လေပြည်သူတွေကိုဒုက္ခတော်တော်ရောက်နေတယ်ပြည်သူတွေတော်တော်ငတ်နေပါပြီလေနော်ပြည်သူတွေတော်တော်ငတ်နေပါပြီလေအရင်တော့ကထောက်ပံ့ကြေးကြီးရပါတယ်လေအခုဘာလက်ထက်မှမရတော့ဒီစကားဒီစကားကဒီလိုမျိုးတွေအတန်လေးစထွက်လာရင်ဒီတယောက်ထွက်ရင်နောက်တော့ရထွက်ပြီးမဆန်းတော့ပါဘူးနော်ဒီတပို့တစ်ခုထွက်ပြီးနောက်ပို့တွေ ထုတ်မစမ်းအခုလိုမျိုးဖြစ်နေအခုလိုမျိုးကောက်နေတဲ့ပိဿံကတတ်မတော်ကြီးကောက်ခံရမဟုတ်ပါဘူးရှင်နော်တတ်မတော်ကြီးကမကောက်ခံရမဟုတ်ပါဘူးရှင်နော်တတ်မတော်ကြီးကောက်ပေးပါလို့မပြောပါဘူးရှင်အုပ်အုပ်တို့တို့ဘာတို့လုံနေကြပါနော်အုပ်အုပ်တို့ကတို့ဘာလုံနေအုပ်အုပ်တို့ကအဓိကတရေခံမဲ့အုပ်အုပ်တို့ကြောင့်တတ်မတော်တတ်မတော်နာမည်ပြက်လာပြီပြက်မှန်းမသိပြက်လာတယ်အုပ်အုပ်တို့ကနော်အုပ်အုပ်တို့နာမည်ဖြတ်နေပါနော်တတ်မတော်ကြီးအုပ်တို့နာမည်ဖြတ်ပြန်ထက်လူကြီးများဖြင့်အုပ်အုပ်တို့ကိုဒီလိုမျိုး လှုပ်နေတာဒီလိုမျိုးစားနေတာအရေးယူပွေးဖို့တင့်ပါပြီရှင်နော်အုပ်တို့ကိုအရေးယူပြအခုတောင်းငူမာလဲတောင်းငူမာလဲဒီလိုပဲတောင်းငူမာလဲဒီလိုမျိုးကောက်ပါတယ်အရာဘူးတိုင်းမှာမဟုတ်ပါဘူးတောင်းငူမာရောတောင်းငူတိုင်းတတိုင်းလုံးရောဘကိုးတိုင်းရောမန္တလေးတိုင်းရောရန်ကုန်တိုင်းရောအရာဘူးတိုင်းရောနော်ဟိုငါတိုင်းချောင်းဘက်တွေအများကြီးပါပဲနော်ဒီ အနေနဲ့အရရအမျိုးမျိုးအရွာရွာမှာဒီလိုမျိုးလှုပ်နေတာနော်ဒီလှုပ်ရိုက်တိုင်းလှုပ်နေတာအခုကတဖြည်းနဲ့လူတွေကလည်းဈေးနှုန်းတွေအောင်တက်လာပြီနော်အရင်တော့3သိန်းသိန်း30လို့သိန်း50ဘူးပဲပြရအခုတို့တို့ပေါက်ဈေးတွေသိန်း90လို့သိန်း80လို့ဖြစ်နေမယ်ဒီလိုမျိုးဈေးနှုန်းတွေပေါက်နေရဆိုတာဒါကဟိုထောက်ပံ့ခြင်းပေးတာလို့အခုငွေပေးရတာမဖြစ်ကြဘူး မဟုတ်တော့ဘူးရှင်မဟုတ်တော့ပါဘူးเนาะမဟုတ်တော့ဘူးလူအယောင်အဝဲလုပ်နေတာလူကုန်ကူးလုံကုန်ကူးရဲ့လို့တောင်မှပြောလို့ရနေအနေအထားတွေဖြစ်နေပါတယ်ရှင်သူရဲ့လူတွေဝဲမယ်ဟိုတစ်ဖက်ကိုပြန်ပြီးရောရောင်းမယ်ပဲပုံစံလေးညာဘက်အဲ့လိုမျိုးတစ်ဖက်ကဝဲတယ်တစ်ဖက်ကပြန်ရောင်းတယ်နောက်ဘက် တက်ထဲကိုစစ်မှုထမ်းအဆက်ဆိုထဲ့ပါရနော်ဒီလိုမျိုးလောက်ရက်တွေလောက်တာတော်တော်များနေပါပြီအုတ်အုတ်တို့အုတ်အုတ်တို့ကိုပက်ဆန်နဲ့လည်းမဝယ်ခိုင်းမအောင်ပက်ဆန်နဲ့မကောက်ခိုင်းမအောင်နော်ပက်ဆန်နဲ့ဝယ်မထည့်ခိုင်းမအောင်မဲမျက်စိမြင်ကိုတို့အရှိမမဲနိုင်ခိုင်းမမဲနိုင်ခိုင်းပြီးတော့ပေါ့ရလူကိုလှုပ်ပေးပါပေါ့ရလူကိုတွားပါနောက်မှကျမတို့လာပေးသေးတယ်အမားလည်းဒီတိုက်ပွဲကြီးဒီ စစ်ပွဲကြီးကဘယ်တော့မှပြီးမလဲလေတခုပြောလိုက်မယ်ကျမပြောလိုက်မယ်ဒီစစ်ပွဲကဒီအကြမ်းဖက်တွေရှိနေသူဘယ်တော့မှမပြီးပါဘူးရှင်ဒီအကြမ်းဖက်တွေဒီမြန်မာနိုင်ငံကြီးကိုဖျက်ဆီးနေတယ်ဆော်ကွားနေတယ်လိုက်သူတို့ကစစ်ခေါ်တော့စစ်လာမှာပဲရှင်နော်ဘယ်တော့မှမပြီးပါဘူးဒီအကြမ်းဖက်တွေညိန်ွားမှဒီအကြမ်းဖက်တွေလှုပ်ရက်တွေရက်တန်းကရက်မှစစ်ရပြီးပါလားရှင်ဒီအကြမ်းဖက်တွေဒီလိုမျိုးလှုပ်နေသူတွေဘယ်တော့မှမပြီးပါဘူးရှင်နောက်ပြီးအကြမ်းဖက်တွေကသူတို့လှုပ်ပြီးတော့ထုံးမြန်နိုင်အေးအေးအကြမ်းဖက်တွေခွေးခေါင်းစားမအေးလို့ထုံးမြန်နိုင်နော်ငါသူများမဆိုင်ရင်ငါဒီမအေးလို့အမြဲဆိုင်နေတာဒီမအေးလို့ကအချောက်ကောင်မှနော်လူမဟုတ်ဘူးသူကအချောက်တွေ နော်သူလောက်တဲ့နေပဲသူအခုသူ့ရခိုင်နေရဒီသူ့မုတ်ဆိုးမတွေကအရာတွေတိုင်းခွေးပြက်ဝက်ပြေးပြေးလာကြတာအများကြီးပါမယ်နော်ပြေးလာကြပါရခိုင်ကိုထောက်ခံပြီး PDF ထောက်ခံပြီး PDF နေရနေโอเคဒီညီမလေးရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်ကြအောင်နော်အားလုံးမင်္ဂလာပါရှင်မလေးဒီနေ့မှာမင်းတို့အမေပြောတဲ့ဒီမိုကရေစီဆိုတာပါလဲကိုအရင်ဆုံးပြောပြပေးပါမယ် ဒီမိုကရေစီဆိုတာတဲ့လူတိုင်းမှာစိတ်ကျင်ပိုင်ခွင့်ရှိတယ်။သဘောမတူနိုင်ခွင့်ရှိတယ်။ဒါပေမဲ့နိုင်ငံကြီးသားပြည်ပြည်နဲ့အစ်စ်မြင့်မြင့်တော့တွေးတက်ကြပါစေတဲ့။ဒါအမိပြောသွားတဲ့စကား။ဒါပေမဲ့ပါရှိသေးတယ်ဆိုတာဒီမိုကရေစီဆိုတာညီမတို့ပြည်သူတယောက်ဒီအထက်မှာရှိတဲ့လူကြီးတွေကညီမတို့သဘောမကျပိုင်ခွင့်ရှိတယ်။အဲ့ဒီလူတယောက်ကို အဲ့ဒီလူရဲ့ရှိမှငါမင်းကိုမကြိုက်ဘူးလို့ပြောပိုင်မှရှိရဟာဒါဟာဒီမိုကရေစီပဲပြီးတော့လို့ရှိရင်ဘာလဲဆိုတော့မလေးတို့ထုတ်ထားတဲ့ဥပဒေတွေကမလေးတို့အတွက်တင်မဟုတ်ဘဲနဲ့အဲ့ဒီဥပဒေတွေကိုထုတ်ထားတဲ့လူကြီးတွေရဲ့အမှားကွက်တွေရှိလာလို့ရှိရင်မလေးတို့ပြည်သူတွေကလည်းဒါဟုတ်ဒီဥပဒေကိုလက်ဆုပ်လက်ကမ်းကြပြီးတော့မြန်မာလေးတို့မှထောက်ပြပြီးတော့အဲ့ဒီလူကြီးတယောက်ကို ပြန်ပြီးတရားစွဲစုပိုင်မှုရှိတယ်။ဒါဟာဒီမိုကရေစီရဲ့မာလီတီရဲ့ဒီမိုကရေစီ။မာလီတီရဲ့စစ်ဖန်တဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာလည်းဒါပဲ။ကျော်မြောင်းမင်းပြောတဲ့ပပရဲ့ EV အကြောင်းကိုပဲစဉ်းစားတော့ကြည့်ကြအောင်နော် EV ရေကိစ္စကို EV ကားရေကိစ္စလည်းကျွန်တော်သတိပေးခြင်းတယ်။ဘာလို့လဲဆိုတော့ဒါ EV ကကျွန်တော်ညီမကြီးကပွင့်လို့ပြောညီမကြီးက EV ကိုတိုက်ရိုက်မထုတ်နိုင်ဘူး။ သူတို့လုပ်နေတာ SKD SKD ဒါပဲရမယ်နော်အဲ့တော့ SKD ပေါ့ဗျာခုလိုတဲ့ SKD ရရတော့အဲ့တော့မြန်မာပြည်ကကိုကနေပြီးတော့အမှိုက်တွေတွန်းလာတာကိုဒီမှာမြန်မာပြည်ရောက်နေတဲ့ကိစ္စကိုလည်းနိုင်ငံတော်အနေနဲ့သတိကြီးထားဖို့တည်တယ်လို့တိုက်တွန်းခြင်းတယ် EV ကားတွေနဲ့ပတ်သက်ပြီး EV ကားကခုနဗိုလ်ချုပ်ကြီးအကြောင်းပြောလို့ဗိုလ်ချုပ်ကြီးကိုယ်တိုင်ထားခဲ့တဲ့ချလချထားတဲ့ policy သူချထားတဲ့ policy သူချတဲ့ policy ကဘုရင့်ကြီးသူမအောင်မြင်ဘူးဖြစ်နေတယ်အင်းဗိုလ်ချုပ်ကြီးသူ့အလုပ်သားပြန်ပြီးတော့သေချာဆန်းစစ်ကြည့်မယ်ဆိုရင်သူ့ကသူသာသူဆန်းစစ်ကြည့်ပြီးတော့ ငါချတဲ့ policy အောင်မြင်လားငါကငါပြင်ကြည့်အောင်ဆိုပြီးတော့စစ်တမ်းစရာတွေစင်းစရာတွေဆွဲကောက်ကြည့်မယ်ဆိုသူမြင်ရလိမ့်မယ် EV policy မအောင်မြင်တော့သူမြင်ရလိမ့်မယ်လုံးဝမအောင်မြင်နေဘူးဘာလို့မအောင်မြင်လဲဆိုတော့ EV နဲ့ပတ်သက်ပြီးတော့ခုနပြောသလိုတကယ်ထုတ်နိုင်တဲ့ company SKD လုံးမလားလုံး SKD လုံးမကုမ္ပဏီတွေပေါ်ပေါ်ပြီး invest လုပ်ခိုင်းအောင်လုံးမလို့လုံးကျန်တဲ့ကောင်တကောင်မှမလို့မရခဏနေဦးမလို့ပြပသွင်းတာတွေခဏနေလိုက်ရလိုက်တော့သလိုရတယ်မသွင်းတော့ပြပသွင်းပြပနေပြီးတော့ကားတွေအစီလိုက်မသွင်းတော့ SKD ပဲထုတ်တော့လာဟိုကနေအစိတ်ပိုင်းနေလာသွင်းငယ်သွင်းငယ်ဒီဘက်ပြန်ထုတ်ဒီမှာတက်ဆင်ထုတ်လို့တက်ဆင်ထုတ်လို့ အဲ့လိုကတော့လုံးရင်လည်းလုံးအဲ့လိုမဟုတ်ဘူးဆိုရင်လည်းခင်ဗျားဟိုတင်သွင်းတာတွေနဲ့ပတ်သက်လေကိုနာဟိုအမှိုက်ပြည့်စလို့ပြစ်တာကိုသွင်းတာတွေကိုလည်းတန့်တတ်ဖို့လိုပြီဘာလို့လဲဆိုတော့အခုခင်ဗျားတို့ကြားလိမ့်မယ် EV လောကထဲမှာ market မှာပြောင်းတက်နေတယ်ဟိုအခုကျွန်တော်ဒါ netter ပေါ့ netter လို့ခေါ်တယ်တကယ်ကောင်းပါတယ်ဒီ netter ကားကကျွန်တော်ဟိုမဆိုးလို့ပြောလို့ရတယ် quality ကောင်း quality ဝင်ရှိတယ်ဒါပေမဲ့တရုတ်မှာရှိတဲ့ netter ကုန်ပြီအခုဒေဝလိခံနေပြီဒေဝလိခံနေရပြီဆိုတော့အဲ့ဒါကားလောကထဲကအကုန်တည်တယ်ကားလောကထဲကအကုန်တည်ဒေဝလိခံနေရပြီဒါပေမဲ့ပြည်တွင်းမှာ netter ကားတွေရောင်းနေတယ်ဆိုတော့ ် after sales service ပြဿနာကြီးတက်မယ်ဒီဝါလိခန်းနဲ့ဆိုရင်သူ့ရဲ့ supply chain တွေပြဿနာတက်တော့မယ်သူ့ရဲ့ spare part တွေပြဿနာတက်တော့မယ်အခုဒီမှာဝင်သွဲထမ်းတဲ့နေတာမောင်းနေတဲ့ကောင်တွေဂျုံပြန်နေပြီဝယ်ရတဲ့ကောင်တွေသူစဉ်းစားပြီဟာဒီ spare part တွေငါတို့ရပါမလားဆိုစိုးရင်ချက်မရှိဘူးလားဆိုတော့ရှိနိုင်တယ်ဘာလို့ဟိုဘက်ကတရုတ်ကုမ္ပဏီကဟိုတွေကဝဒီဝါလိခန်းတွေရတယ်ဒီဝါလိခန်းတွေအဲ့ဒီမှာသူတို့ရဲ့ကားတွေအရှုံးကြီးပေါ်နေတဲ့ရှုံးတဲ့ကားတွေဘာလို့လဲဒီမှာပြီးတော့မောင်းနေတာရတယ်တော့မောင်းနေတာမောင်းတော့ဒီမှာပြီးတော့ခုဝင်ချလာတယ်ဒီလိုမျိုးဝင်လာမယ်နေတာတွေနောက်တစ်ခါဝူလင်းတို့ကတော့လည်းအဲ့လိုပဲ ဦးလေးနဲ့တော့က GM လို့ပါတော့ GMEV လို့ဒါပေမဲ့ GMEV ကတော့နောက်ကုမ္ပဏီကြီးတခုကသူ့ကိုဝယ်လိုက်တဲ့အတွက်သူကနည်းနည်းဆက်ရပ်တည်နေတယ်အဲ့လိုပဲနာမည်ဒီဘာတွေမှမသိတဲ့ brand တွေကားကုမ္ပဏီ brand တွေရှိတယ်ကျွန်တော်နာမည်တိုင်းရွှေ့ပြရင်တခုချင်းကိုရွှေ့ရင်တချို့ကုမ္ပဏီ brand ညှိကုန်သွားသလိုကျွန်တော်နည်းနည်းပြောမယ်အဲ့တော့ EV ကားတွေကဟိုမှာအမိုက်ပြစ်သလိုဖြစ်တော့ပြစ်ပြစ်ရတော့မယ် EV ကားတွေအမိုက်ပုံနဲ့ရောက်တော့မယ်ကားတွေကအခုမြန်မာပြည်ကလူတွေအဲ့ဒါကိုတင်သွင်းပြီးရောင်းချနေတယ် အဲ့ဒါကိုမကတ်တတ်ဘူးမတားမြင်ဘူးမပိတ်ပင်ဘူးဆိုရင်ပါပါရေကိုမတရားဖို့သုံးစီးနဲ့ရောက်နမူလာပေါ့ကိုမတရားဖို့သုံးစီးအောင်တော့ဒီမှာတစ်ဖက်ဖို့သုံးစီးလာလို့တယ်ခင်ဗျားတို့အဲ့လိုမျိုးလုံးမဲ့ဟာမျိုးတွေကိုအစိုးရအာဏာပိုင်တွေကတေချာတားမြင်ဖို့လိုတယ်တေချာစစ်ဆေးဖို့လိုလာပြီဟိုဘက်နိုင်ငံမှာ quality မပြောလို့ဟိုမှာတော့ရက်ပြီဟိုမှာတော့မှပဲဟိုရှုံးလို့ရက်ပြီ quality မျိုးတစ်ခုကြောင်ရက်နေတဲ့ကိစ္စကဒီမှာဘာလို့ကျွန်တော်တို့မပိတ်ပဲဒီမှာဘာလို့ကလောင်းဖွင့်ပြီးစဉ်းစားဖို့လိုတယ်ဒါစဉ်းစားဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့တော့ data ရောင်းနေတဲ့ကောင်တွေကျွန်တော်စိတ်ဆိုးမယ် ကျွန်တော်ပြောတာ net ရောက်နေတဲ့သူတွေဟိုမှာကျွန်တော်မြင်တာမဟုတ်ဘူးကျွန်တော်ပြောတာမြန်မာရဲ့နောက်ဆုံးခုနကပြောလေ consumer right လို့ consumer right တွေမှာထိခိုက်တယ်နော် consumer right တွေထိခိုက်တယ်ဘာလို့လဲဆိုတော့ခင်ဗျားတို့မြန်မာပြည်မှာဖြစ်နေတဲ့ပြဿနာ consumer right ကိုဘယ်သူမှအဲ့လောက်ထိဝန်ပြကြအောင် consumer right ကိုဘယ်သူမှထထဲဝန်မလုပ်ကြအောင်အဲ့တော့ consumer right ကိုပြဿနာတက်နေတယ်နော် condominium တွေမှာ consumer right ပြဿနာတက်တယ်ကားတွေမှာ consumer right ပြဿနာတက်တယ်စားသုံးကုန်တွေမှာ consumer right ပြဿနာတက်တယ်မျိုးစုံပေါ့ဗျာကျွန်တော်တို့နိုင်ငံမှာ consumer right နဲ့ပတ်သက်လို့တကယ်ဝယ်ယူစားသုံးတဲ့သူတွေကဘာမှ ဟိုအပြည့်မရဘူးကျွန်တော်တခုခုပစ္စည်းတခုခုဝယ်တယ်အာ warranty ကဘလို့ဘာလို့ပေးမပါညာပြောတယ်တကယ်တမ်းလုပ်ရင်မလုပ်ကြတော့ဘူးကျွန်တော်မြန်မာတွေကသိတဲ့အတိုင်းပဲအာတခါလဲဟိုလိုဖြစ်လို့အကြောင်းပြမလုပ်ပေးမှုလုပ်ပေးမယ်ဒါပေမဲ့ဟိုလိုဖြစ်လို့အကြောင်းပြချက်ပြုံးနေအဲ့ဒီသူတို့လုတ်ခဲတဲ့လုတ်ရတဲ့ဒီပုံမှာ after six service ကိုမလုပ်ပေးကြဘူးမလုပ်ပေးကြတော့နောက်ဆုံးလူတွေစိတ်မရှိတော့တွေ့ရလို့ဝင်လို့ရတယ်ပေါ့ရောက်ကုန်တယ်အဲ့လိုနဲ့အာကျွန်တော် consumer right တွေမြန်မာပြဆုံးဆုံးရှုံးတယ်အဲ့တော့ consumer right ဆုံးရှုံးကနိုင်ငံတော်ကမလုပ်ဘူးလို့ဆုံးရှုံးတယ်။နိုင်ငံတော်ကမတင်ကြလို့ဆုံးရှုံးတာ။အဲ့တော့နိုင်ငံတော်တင်ကြရမယ်။ ဟိုအီဗီကားတွေကဟိုမှာအမှတ်ပြည့်သလိုဝင်လာတာဒီမှာတပုံကြီးပဲဟိုကရှုံရှုံဟိုမှာရှုံနေအဆုံးပေါ်တဲ့ကားတွေဒီကိုဝင်ချလာတယ်အများကြီးဝင်နေပြီအဲ့ဒါတွေအကုန်လုံးဒီမှာ market မှာတပြုံကြီးပဲအဲ့တော့ရှင်းရှင်းလေးပဲအစိုးရစဉ်းစားရမှာကျွန်တော်အမြင်ပြောရရင်တော့ဒီမှာအခုဘယ်သူထုတ်နိုင်လဲပြည်တွင်းမှာအီဗီကားကိုအဲတိုက်ရိုက်မထုတ်နိုင်တော့ကွာခုန SKD ပေါ့ ိုကနေအစိမ်းပိုင်းတင်သွင်းလာတယ်ပြီးတော့ဒီမှာထုတ်တယ်ဒါပေမဲ့အဲ့ brand တွေဟာဟိုမှာလည်းတကယ်အာမခံရရှိတယ်နာမည်ကောင်းရတယ် brand လည်းကောင်းတယ်နာမည်ကောင်းလည်းရပြီးသားအာမခံကြလည်းရှိပြီးသားတကယ်ကို after sales service လည်းကောင်းတယ်မြန်မာပြည်ကကုမ္ပဏီလည်းဂုဏ်သိက္ခာရှိတယ် brand ကိုတည်ဆောက်ထားတယ် signature ရောင်းတယ်အမှားယွင်းနေနေရောင်းတယ်လုံးဝလူတွေကြမှာ after sales service ကိုနောက်လျှောက်လိုက်ပေးတယ်ဒီလိုလူမျိုးတွေဆိုရင်အဲ့လိုမျိုးဒီကုမ္ပဏီတွေကိုတခြားဆက်လိုက်လို့ရှိရင်ပေါ်ပါတယ်ဗျာအများကြီးမလို့အခုကဘာဖြစ်လို့ဆိုတော့ဟိုကားနဲ့ EV ကားနဲ့ပတ်သက်ပြီးတော့ကင်တွေကင်တွေမူဝါဒကင်တွေကျင်းသုံးနေတဲ့ပုံကိုယ်တွေကအဲ तू ကငါနဲ့ခင်လို့ तू ကငါနဲ့ဟိုလို့ဒီလိုပတ်သက်လို့ तू ကငါနဲ့ဘယ်လိုဖြစ်လို့ तू က တော့မျက်နှာနာကြဘူးအဲ့လို drive ကြည့်ပြီးတော့တကယ် quality player တွေကိုကျတော့ကြောက်ထုတ်ပလိုက်ပြီးတော့ quality မဟုတ်တဲ့ player တွေကတခါတည်းရှေ့မှာတခါတည်းဝင်တိုးပုံစံမျိုးထုတ်နေတာယူပုံစံမျိုးကလည်းရောင်းသွင်းနေတာယူအဲ့ဒါယူခွင့်ပြုထားပြီးတော့ထေချာမကြက်မှန်ဘူးအတာအတာဆိုတော့အဲ့ဒါလွယ်နေတယ်အဲ့တော့အစိုးရအာဏာပိုင်တွေကိုယ်တိုင်ကကိုကျင့်သုံးကိုင်တွင်နေတဲ့ဥပဒေကိုကိုယ်တိုင်လိုက်နာရလားဆိုတော့ပြန်ဆန်းစစ်ဖို့လိုတယ်ပြီးတော့အာစီဝိုင်းလုပ်ငန်းတွေသမားတွေကနှစ်ချက်သုံးချက်ငိုပြလိုက်ရင်ချက်ချင်းမူဝါဒပြောင်းသွားတယ်မဟုတ်ဘူးစီဝိုင်းတွေကိုကဏ္ဍတစ်ခုချင်းစီလိုက်ကြီးထွားစေခြင်း sectorial sector alike ကြီးထွားစေချင်တယ်ဆိုရင်အဲ့ဆက်တာတခုကိုကြာကြာနာ investment လုပ်ခိုင်းရမှာလုပ်ခိုင်းရမှာတကယ်လို့နေတဲ့ company ကြီးတခုရှိအဲ့ company ကိုလာမင်းလုပ်လား EV car တစ်နှစ်ကိုဘယ်နှသောင်းငါတို့ထုတ်တယ်မင်းမဲတရားဝင်တာဝန်ယူထုတ်ဘူးမှငါမပေးတော့မင်းပဲတော့အကုန်လုံးမင်းတောက်တို့ထုတ်ဒီ brand မင်းတောက်တို့ထုတ်နောက်တစ် brand တခုလာမင်းထုတ်ထုတ် SK ထုတ်မင်းထုတ်ထုတ်မင်းငါပေးမယ်ထုတ်ချကျန်တဲ့ကောင်လေးဘဲမှပြိပတွန်းတာမတွန်းတဲ့ခေါင်းအကုန်ပိတ်အဲ့လိုလုပ်လို့ရတယ်အဲ့ဒါဆိုရင်ဘာပြောဒီတွန်းတဲ့လူကလည်း तू ကတွန်းတဲ့ခါမှာ तू မှန်မှန်ကန်တွန်းမယ်သူဈေးကိုလည်းတွတ်တွတ်မယ်ပြီးတော့ market မှာအမှန်ဈေးနဲ့သူကြောင်းတော့ तू อ่ะမျက်မယ်လို့သိရင် तू အစီးရတောင်းတဲ့ချီရောင်းရအောင်မယ်ဆိုရင်သိရင် तू ပုံမျက်အစီးရများများရောင်းရရင် तू အများများမျက်ဖို့တော်နည်းနည်းဈေးနည်းနည်းရောင်းပါဈေးနည်းနည်းအမျက်ယူရတယ်အစီးရနည်းနည်းပဲရောင်းရရင်ဈေးများအမျက်တင်လိုက်တာကျွန်တော်တို့အဲ့တော့အဲ့ဓာတွေကိုချိန်ဆပြီးတော့မြန်မာပြည်မှာနောက်ဆုံးအစ SKD နောက်ပိုင်းမှာတဖြည်းဖြည်းကိုယ့်အကိုထုတ်နိုင်တဲ့အထိနောက်ပိုင်း engine ပဲလူဝဲရတဲ့အထိ engine ပဲနောက်ဆုံးသွင်းရတဲ့အထိ engine လို့နောက်တဖြည်းဖြည်းနဲ့ short ရတဲ့အထိဖြစ်ဖို့တဖြည်းဖြည်းစူးစမ်းယူရမှာပြီးတော့ tire တွေသွင်းတာအစသွင်းတဲ့အစကိုယ့်အကိုထုတ်တာအဲ့ဒါတဖြည်းဖြည်းကိုယ့် brand ကိုကြည့်အောင်ထိဆောက်အောင်ဒါပေမဲ့မြန်မာပြည်ကစီးပွားရေးမြန်မာပြည်ကဒီအစိုးရဘက်နေကြတော့ ကုမ္ပဏီကြီးတခုကြီးထွားလာမှာကိုသူတို့မလိုချင်တာလားမလားသိကြီးကြီးတခုဖြစ်လို့လေနိုင်ငံတော် national brand တခုလို့ပို့လေတရုတ်ရာကွန်မောင်ထိုင်းမောင်ထိုင်းအကြက်ကနိုင်ငံတော်အကြက်ဖြစ်နေတမ်းမလိုက်တော့ဘာဖြစ်လဲမောင်ထိုင်းတထေးရတထေးဖြစ်သွားပြီအဲဒီဘီလင်တိုင်းဖြစ်သွားပြီဒါပေမဲ့တရုတ်ကဘာဖြစ်လဲအဲ့ဒီမောင်ထိုင်းတထေးအကြီးဖြစ်သွားအဲ့တထေးကနိုင်ငံတော်ဆက်ဆောင်ပြီးတော့နိုင်ငံတော်ကိစ္စမှန်းတယ်တော့အကုန်လူလားအကုန်ပါပဲကဲမောင်ထိုင်းတထေးကမောင်ထိုင်းတို့ကဆိုတော့ရေတော့အကြက်ပဲရူးရေပဲဒါပေမဲ့တရုတ်ကနိုင်ငံတော်တရုတ်တော်ဘာရှင်းချင်းပင်နေနိုင်ငံတော်ကြီးကတွေကသူတို့ခဏလေးပါမောင်ထိုင်းရေကိုတောက်ပြီးမောင်ထိုင်းကသူတို့အမျိုးသားရေလို့ကြီးညာပလိုက်တော့ပွဲပြီးသွားစသိမ့်တော့တခုတည်းအကြီးဖြစ်သွားတယ် ကျန်တဲ့ရည်လည်းရပါတယ်ဒါပေမဲ့ तू အကြီးဖြစ်သွားရင်ကတကွာတကွာလုံး market ဖြတ်နိုင်တယ် तू ပြိုင်နိုင်သွားတယ်အဲ့လိုဖြစ်သွားဒါကြောင့်ကိုယ့်လုပ်ငန်းရှင်တွေကိုကြီးထွားအောင်ဖန်တီးပေးရမယ်နောက်အခုကားတွေပတ်သက် EV ကားတွေပတ်သက်ကိုယ့်နိုင်ငံလုပ်ငန်းမထုတ်တတ်ဘူးနှစ်ပေါင်း30 40ကားနဲ့ပတ်သက်ထုတ်ဖို့ကြိုးစားတာမြန်မာပြည်ကဒါပေမဲ့တေချာကောင်းအောင်မထုတ်နိုင်ဘူးဘာလို့လဲဆိုတော့တည်တည်ချာချာအားမပေးလို့တည်တည်ချာအားမပေးလို့ဟုတ်တယ်ဗျဘယ်လုပ်ငန်းကမြန်မာဆိုးရတွေကသူတို့နော်သူတို့အားပေးရင်အောင်ပြည်စုံရဲ့ကုမ္ပဏီပြတ်မှာဗောခွေးသားရဲ့ သေးသေးချာအောင်ပြီးလို့ခဏလောက်ပြန်ကြည့်လိုက်မြန်မာနိုင်ငံမှာဘယ်ကဏ္ဍကတခြားပြည်ပောက်ထွက်နိုင်တဲ့ထုတ်လို့မှုဘာရှိလဲကျွန်တော်တို့မြန်မာပြည်ဘာမှမရှိဘူးအဲ့ဒါဘာလို့ဆိုသေးသေးချာအောင်ပြီးလို့ကျန်တာပြောတယ်မြန်မာပြည်မှာကားပဲအကူ EV ကားတွေကိုဗျာခက်ခက်ရှင်းရှင်းလေးပဲအစိုးရဝန်ထမ်းတွေညှို့မှုတွေနဲ့အထက်တွေအဲ့ဒါဒုညှို့မှုနဲ့အထက်တွေကိုလာ EV ကားမလို့ကိုမြန်မာပြည်မှာရအောင်ထုတ်မလို့မြန်မာပြည်ရအောင်ထုတ် EV ကားတွေအဲ့ကောင်တွေကိုလုံးရောအရေးကြရောခင်ရလဲစီးရတောင်းနေချိန်ခဏလေးပြီးအဲ့ brand တစ်ခုမြန်မာဒီဇိုင်းနဲ့ရအောင်ထုတ်ပြပြချင်းမြန်မာ brand ဖြစ်သွားပြီဆိုရင် EV ကားရော C ကားအကောင်ရအောင်ထုတ် အဲ့ဒါဆိုရင်ဘာဖြစ်လဲဆိုတော့ဘာဖြစ်သွားမလဲဟာခင်ဗျအဲ့ဒါဆိုရင်ကြီးကြီးထွက်သွားပြီးတော့မြန်မာပြည်ကကိုကာကို brand နဲ့ကိုယ့်ကိုမောင်းလာအဲဒါမဲ့ quality ကြီးရင်တော့ highway ကကြီးကြီးကြီးစားနိုင်တာတွဲပေါ့နည်းနည်းတွဲပေါ့နိုင်ညာတွဲနာကိုနည်းနည်းပြင်းထုတ်တာများများအဲ့လိုနဲ့ပြည်ပြည်ပြည်နဲ့ကို quality လို့ကိုထိန်ဆက်သွားတယ်လို့နဲ့ဆက်သွားမှာလေကိုနိုင်ငံအဲ့လိုအဲ့လိုတို့နိုင်တော့နော်အဲ့အောင်ပြည်စုခွေးဖြစ်ပြီးအဲ့ဒါကြောင့်အပကမလုခိုင်းတာအမရောင်ကခင်ဗျာလိုအပ်ချက်ကမြန်မာနေတာအကြီးစီးရင်တောင်းတဲ့ချီလိုအပ်တယ်ပြောအကြီးမှာအဲ့ဒါအိမ်မဲ့ပြတ်သက်တယ်ပြီးတော့ လုပ်ငန်းသုံးကားတွေတင်သွင်းတော့လည်းပိတ်ပလိုက်တော့အကုန်ဒုက္ခတွေရောက်အခုလုပ်ငန်းသုံးကားတွေအများကြီးပိတ်ကျန်တယ်ဒုက္ခတွေရောက်တယ်အဲ့ဒါကြီးအများကြီးပဲတော့ဟိုဒါအီဗီကားတွေဟိုအဆုတ်တွေတော့ဒီမှာလာသွင်းပြီးတော့ရောင်းဖို့ကြာတော့ခွင့်ပြုတယ်ဒီမှာရှိတဲ့ EV ကိုသိချာတကယ်လုပ်နေတဲ့သူတွေအောင်မြင်လို့ဖို့ကြာတော့ခုနပြောလို့ဟိုအားလုံးမြတ်လို့လောအောင်ကွာမင်းတို့တွေလည်းနေပါအောင်ဆိုတော့သူကလုပ်တော့တေရောဘောလုပ်ငန်းကြီးထွားခြင်းကိုမရဘူးသူကသူလုပ်ငန်းလေပတ်အောင်လည်းလုပ်နေတာကြီးထွားခြင်းကိုမရဘူးအဲ့တော့ကျွန်တော်နိုင်ငံမှာလုပ်ငန်းတစ်ခုကိုကြီးထွားဘူးသူကမလုပ်ဘူးအခုမီဒီယာဆိုတော့မီဒီယာလုံကောင်ကြီးထွားကောင်တခါတည်း heavy ဖြစ်သွားအောင် တခါတည်းအစိုးရနဲ့ special ပံ့ပိုးပလိုက်တာအိုးလို့ကြီးပြီးပြီးတော့ကဘာနဲ့ချိန်နိုင်တဲ့အာရှိတောင်အာရှောက်ပြိုင်နေတဲ့မီဒီယာကြီးတခုပြောင်းဘယ်မီဒီယာကိုမှပံ့ပိုးပေးလို့ဆိုရမလုပ်ပြီးဘူးမီဒီယာကလည်းဘယ်ဟာမှမလုပ်ပြီးတာအဲ့တော့ကျွန်တော်နိုင်ငံအစိုးရကြီးကလွဲနေတယ်လွဲတာမှာပတ်ပတ်ဆက်ဆက်ကိုလွဲနေတာအဲ့တော့ကိုယ်လည်းပြောရရင်တော့ EV ဒီလည်းခုအလွဲတွေကအလွဲတွေကတခုထပ်ဖြစ်လာပြီဆိုတော့ထပ်ပြောချင်တာဒါပါပဲเนาะအဲ့တော့ဒါကတခုနောက်တစ်ခုကဒီ စစ်ကောင်းနေတဲ့ငါပေါ့ရဲ့ဗီဒီယိုဖိုင်နဲ့ကျွန်တော်ဒီဘုံချုပ်ထားတဲ့ဆက်နာထောင်ကြည့်ကြအောင်နော်မျိုးတွေအားလုံးမင်္ဂလာပါဗျအိန္ဒိယ23ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျအင်းဒီကနေ့ဥစဉ်ဗာပြောချင်တာလဲဆိုလို့ရှင်ဥစဉ်တို့ဒီပေါ့မျိုးနဲ့တည်င်းနဲ့ပတ်သက်ပြီးမှဥစဉ်ကိုမေးကြတယ်ရှင်ပြားတဲ့ပေါ့မျိုးနဲ့တည်င်းနဲ့ပတ်သက်ပြီးမှဘာမှမပြောဘူးလားဗျာတဲ့ဥစဉ်ဘာမှမပြောပါဘူးဗျာเนาะဘာမှမပြောပါဘူးဘာဖြစ်လို့ဘာမှမပြောပါလဲဆိုလို့ရှင် ။တခါလေဥစဉ်တို့မတိတဲ့နဲ့အရာတွေတစ်ဖက်ကမတိတဲ့နဲ့အရာတွေအများကြီးရှိတယ်ဗျာ။နော်အများကြီးရှိတယ်။အဲ့ဒါကြောင့်စိတ်ပေါ့တယ်။အဲ့တော့ဒီကြတာတခုကတော့ပေါ့မြွန်နဲ့ရင်နှန်းဖြတ်တဲ့အခါမှာရေသွားတဲ့အခါမှာတစ်ဖက်ရန်သူတွေ PDF အချမ်းဖက်တွေကတော်တော်ကြီးကိုကြာရှုံးတယ်လို့ဥစဉ်တို့ ခိုင်လုံတဲ့တဲ့ရင်တွေအမှန်တည်ကြတဲ့တဲ့ရင်တွေကိုဥစဉ်တို့ကြားသိရပါတယ်ဗျာနော်ကျွန်တော်ပြောတော့ PDF DD ကွန်ဘီတဲ့ခဏခဏပြောတာပဲသူတို့ရင်သားအခုအထိမရောက်သေးဘူးအဲ့ဒါကြောင့်တို့လောင်လားတဲ့နဲ့ပတ်တည်းမှာအဲ့ပေါ့မြို့နယ်မှာရိတ်ခါလိုအပ်နေတဲ့ရွာတွေကိုလည်းမပူပါနဲ့နော်ခင်ဗျားတို့စီရိတ်ခါကိုအရောက်ပို့ပေးမှာပါဗျာနော်ရိတ်ခါလည်းရောက်မှာပါနော်အဲ့တော့မလောပါနဲ့လို့ပဲဥစဉ်ရတော့ပြောကြပါလေဗျာเนาะတော့ဖြစ်ချီ၃လေးနဲ့ကြီးတောင်မှခင်ဗျားတို့ရိတ်ခါမရောက်ဖဲနဲ့ ဒီလောက်ကိုတိခိုင်းရင်မှစောင့်ပေးပါနော်။ညနေဘာကြောင့်မဖြတ်ထားလဲဘာကြောင့်မလာနိုင်နေတာလဲဆိုတာကိုလည်းမတိကျင်ပါနဲ့ဗျာနော်။ဒါလည်းစေးရတော့မတိကျင်စေးတွေကတော့မတိကြပဲကောင်းပါတယ်နော်။ဒါကတော့ပေါ့မြုံနဲ့တရင်နဲ့ပတ်သက်ပြီးဥစဉ်ကပြောပြခြင်းဖြစ်ပါတယ်ဗျာ။ဥစဉ်တို့ဒီပြူးလွင်နဲ့ပတ်သက်တဲ့တရင်တွေကတော့အကုန်လုံးကတော့အေးစေးပါရဲ့နော်။အောင်ဝဲအလီလီစင်းနေတယ်လို့ပဲပြောကြင်ပါတယ်နော်။ အောင်ပွဲလီလီစိမ်းမှာရန်သူတွေရဲ့အလောင်းတွေရန်သူတွေထုတ်ခွာတဲ့အရာတွေဒီအလောင်းတွေဘာကြောင့်ချမပြရလဲဆိုတာလဲဥစဉ်တို့ကတခါတကြဥစဉ်တို့ဖုတ်ပြပါဖြစ်လို့ပြပိုင်မှုမရှိဘူးပေါ့နော်အဲလိုသူတို့ပြောပြဆိုရင်တော့သူတို့ဖက်မှာကြာဆုံးပြီအဲတော့ channel telegram နေမှာတော့ကြည့်လို့ရပါတယ်ဗျာနော်ဒီလူတို့တွေရဲ့ဒီဝယုံမလားဖြစ်နေပါပေါ့နော်အဲ့တော့ပြည်ဦးလွန်တည်င်းနဲ့အနောက်ချုံပေါ့နော်ပြည်ဦးလွန်ဘက်ကအကြီးတစ်ဝိုက်ကတော့အေးဆေးဆေးပါပဲနောက်ချုံမျိုးနယ်တွေကပေါ့နော် ဒါနောက်တစ်ခုကတော့ဥစဉ်တော့မန္တလေးထမ်းမင်ကုန်းနဲ့ပတ်သက်ပြီးလဲဒီတိုင်းထမ်းမင်ကုန်းနဲ့ပတ်သက်ပြီးရတော့ပြောချင်တာကတော့နော်ဥစဉ်တော့ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်လို့အကြံပြုခြင်းတွေပဲနော်ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်ဘန်ဂါတွေခိုင်ခိုင်မာမာလုပ်ဖို့လိုအပ်တယ်နော်ကိုယ့်ရဲ့ကိုယ့်ဘက်ကလူတွေလည်းနဲ့ခရိုင်နေပြည့်စုံမှုလိုအပ်တယ်ထောက်ပံ့မှုအားတွေပြည့်စုံမှုလိုအပ်တယ်လို့အောက်ကလူတွေလူကြီးတွေကလူကြီးတွေကိုလည်းအောက်ကလူတွေကလည်းတတ်တည်ရှိရှိတင်ပြရဲလိုအပ်ချက်ကိုတတ်တည်ရှိရှိပြောပြဖို့ လိုအပ်တယ်လို့ဦးဇင်းတို့ကတော့ပြောကြပါလေဗျာနော်ခါတလေဦးဇင်းတို့ဒီကိုတရင်ပို့ထားတာတွေအများကြီးပါနော်အတဦးဇင်းတို့မှာအတဖိုင်တွေလည်းရှိတယ်အဲ့ဒါခါတလေကြတော့နော်မတိတဲ့ဟာတွေဒါမပြောတဲ့နဲ့အရာကြဦးဇင်းတို့ကမပြောဘူးဗျာနော်လူကြီးလောက်ပဲဦးဇင်းတို့ကတခါလေစာလန့်ပို့တာပဲရှိပါတယ်ဗျာနော်စာလန့်ပို့တာပဲရှိပါတယ်အဲ့တော့နှစ်ဆင့်နှစ်ဆင့်မလိအောက်ကအောက်ကနှစ်ဆင့်ချင်းနှစ်ဆင့်ချင်းမလိရပါနဲ့လို့ပဲဦးဇင်းကတော့ပြောကြပါလေဗျာနော်ကန်တဲ့အရာကိုလိန်ရင်လိန်ညာရင်ညာကြပါဗျာနော် တိုင်းပြည်နင့်နာရမယ်နေရာကိုကိုတက်သားတွေနင့်နာရမယ်နေရာကိုအောက်လက်တားတွေနင့်နာရမယ်အရာဆိုလို့ရှိရင်မလိမ္မာနဲ့လို့ဥစဉ်ကပြောခြင်းပါတယ်ဗျာနော်အထက်ကိုမလိမ္မာနဲ့လို့ပြောခြင်းပါတယ်နော်ဒါလေးပဲဥစဉ်ကတော့ပြောခြင်းပါတယ်ဗျာနော်အဲ့တော့ဒီနောက်တစ်ချက်ကတောင်ပြုံးအလူပေါ့နော်ပတ္တဆာဆွန်ရဲရဲ့အလူပေါ့ဆွန်ရဲရဲ့အလူကဥစဉ်ကိုပိတ်ထားတယ်နော်ဘယ်တဖိတ်ထားတယ်ဥစဉ်ကအလူကြွားသွားတော့အဲ့တော့ဥစဉ်ကအလုံးစိတ်ပူနေကြမှန်းလဲဥစဉ်ကတိပါတယ်ဗျာနော်ဥစဉ်လာမယ်ဆိုလို့ရှိရင်လေ PDF တွေကဥစဉ်ကိုဒါဘလိုနည်းနဲ့မဆိုသူတို့တွေ ချောင်းမြောင်းပါဗျာမရရတဲ့အနည်းနဲ့ဥစဉ်ကိုလူတို့တွေတုတ်တင်နေတာပေါ့ဗျာနော်ဒါဥစဉ်တည်းဘယ်လိုပေါက်သွားလဲဆိုတော့ဥစဉ်လည်းမပြောတတ်ဘူးပေါ့ဗျာနော်အဲ့တော့အဲ့ဒီအလူနဲ့ပတ်သက်ပြီးလဲစိတ်နော်အားလုံးစိတ်ပူတဲ့အတိုင်းပဲဥစဉ်ဒါမှမတွားပြဖို့ဟာများပါတယ်ဗျာနော်အလူနဲ့ပတ်သက်ပြီးဥစဉ်ကမတွားပြဖို့ဟာပဲဥစဉ်များပါတယ်ဗျာနော်ကြွားပြမကြွားပြဆိုတော့မတည်သေးဘူးပေါ့နော်အဲ့နဲ့မကြွားပြဖို့ဟာကများတယ်လို့ပဲဥစဉ်ကပြောချင်ပါတယ်ဗျာနော်အဲ့တော့ဥစဉ်စိတ်ပူပေးကြရဲ့ဥစဉ်ကိုစိတ်ပူပေးတဲ့အမျိုးကြီးအားလုံးလဲ တကယ်ကိုအတိုင်းထဲမှာကဥစဉ်ဒါကျေးဇူးတင်ပါတယ်ဗျာနော်အဲ့တော့ဥစဉ်ကိုတက်မတော်ဝိုင်းရံထောက်ခံနေတဲ့အမျိုးတွေတက်မတော်ကိုတက်မတော်ချိမြတ်နိုးလူတွေဘာပြောပြောဥစဉ်တို့စိတ်ဓာတ်မကြကြပါဘူးနော်အခုဆိုလို့ရှိရင်တက်မတော်ကနေတနည်းတဖုံနဲ့လုံဆောင်နေတာတွေအများကြီးရှိပါတယ်ဗျာနော်အာငဘဝစာလို့ရှိရင်တော့ဥစဉ်တို့တိုက်စစ်တွေပေါ်ဆောင်လာတယ်လို့ပဲပြောရမှာအများတို့စစ်တွေဘက်တွေဥဘက်တွေကြားရောက်စုဘက်တွေကြားနေရတဲ့တည်နေရလဲတစ်ဖက် lobby တွေရဲ့ တည်င်းစကားတွေပါပဲဗျာနော်ကျွန်တော်ခုနောက်ပိုင်းမှာဒီကြောက်ဖြူလို့စစ်တွေလို့တည်င်းနေမတင်မှုဆိုတာကကိုယ့်ဘက်ကကြာရှုံးလို့မတင်တာမဟုတ်ပါဗျာနော်စီရေးအရာတွေကြောက်ဥစဉ်တော့မပြောဘဲနေနေတာဖြစ်ပါလေဗျာနော်စီရေးအရာတွေကြောက်မပြောဘဲနေကြီးဖြစ်ပါတယ်အဲ့တော့ဥဘာပဲပြောဥစဉ်တော့ငငယ်ကပြောခဲ့တယ်နော်အခါလေဆရာသမားပြောတဲ့အရာလေးတွေဥစဉ်တော့ကဝင်ပြောတဲ့အခါမှာဆရာသမားကဘာပြောလဲဆိုတာမင်းနဲ့မတီးဝဲနဲ့ဝင်းဝင်းမပြောနဲ့ကွာတဲ့ ဟုတ်လားမင်းတို့ကလေးတွေတိတယ်ဆိုတာလူကြီးတွေကိုမမိသေးဘူးပေါ့နော်အခုလဲဥစဉ်တို့တိတယ်တတ်တယ်ဆိုတာကတော့လူကြီးတွေကိုမမိသေးဘူးလို့ပဲဥစဉ်ကတော့ပြောကြင်ပါတယ်ပေါ့နော်အဲ့တော့ဥစဉ်တို့ဗမော်တရင်နေပါတရင်နေအကုန်လုံးနေရတော့နော်ဗမော်ဆိုလဲခြေနေကောင်းတယ်ဆိုတာအလုံးခင်ဗျားတို့အတိဆုံးပါဗျာနော်အဲ့တော့သမတော်ချင်းမြတ်တို့လူမျိုးဥစဉ်ဒါလေးပဲပြောကြင်ပါတယ်ဗျာနော်အဲအလုံးစိတ်ချမ်းသာကိုကြီးကြမ်းမချင်းမြတ်နဲ့ပြည့်စုံပြီး အနေရကင်းပြီးဖြေရှင်းကြပါသေးလို့ပေါ့ကတော့စတောင်းမေတ္တာပို့သလိုက်ပါတယ်ဗျအားလုံးသာပါပဲဗျ